အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့နိုဝင်ဘာ17ရက်နေ့မြန်မာအကြောင်းတွေနဲ့ပတ်သက်ပြီးမှတင်ဆက်ဆွေးနွေးကြရအောင်ပါအခုကျွန်တော် live flow နေတဲ့ YouTube channel ကမြန်မာနိုင်ငံအကြောင်းတီးတန့်ပြောနေတဲ့ YouTube channel တစ်ခုပါမြန်မာနိုင်ငံအကြောင်းစိတ်ဝင်စားနေပြီဆိုတော့ဒီ channel လေးမှာပဲလာပြီးမှပဲ subscribe flow page အဖြစ်အားပေးလို့ရပါတယ်ဆိုဒီ channel ကတော့ပုံမှန်သောအဖြစ်တော့မြန်မာနိုင်ငံအကြောင်းပဲတည်တံ့ပြောနေတယ်မြန်မာနိုင်ငံအကြောင်းတစ်ခုတောင်မဟုတ်ပါဘူးကမ္ဘာ ဘဟုဒုတာနဲ့ပတ်သက်ပြီးမှပဲပြောတာရှိပါတယ်။ဟောဖက် channel ကတော့ကမ္ဘာသတင်းတွေကိုပဲတက်တက်အယုံဆိုင်ပြီးမှပြောထားတဲ့ focus လုပ်ပြီးမှပြောထားတဲ့ channel ပါ။ဒီကိစ္စကတော့ဒီ channel ကတော့မြန်မာနိုင်ငံအကြောင်းရင်းစံတဲ့ဘဟုဒုတာအကြောင်းတွေကိုပတ်သက်ပြီးမှတင်ဆက်ဆွေးနွေးတဲ့ channel ပါပေါ့နော်။ဆိုတော့မစခင်လေးမှာသဘောကျတဲ့ဆိုရင်လည်း comment မှာအားပေးလို့ရပါတယ်။ subscribe လို့ page ဖြစ်လေအားပေးလို့ရပါတယ်။ဒါဆိုတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့အကြောင်းပြီးတော့အခုစစ်တပ်က ရုရှားနဲ့တရုတ်ထံကနေဝင်နေတဲ့လက်နက်တွေကိုအာလက်ချင်းရေလုံနေတယ်ဆိုတော့အကြောင်းကိုတင်ဆက်ဆွေးနွေးကြည့်အောင်ဆိုတော့ပထမတော့ဖြစ်တော့ဒီကပလီပင်းလေးပင်မှာပေါ့ကပလီပင်းလေးပင်မှာစစ်တပ်ကလက်ချင်းမှုအကြီးစားတစ်ခုလုံနေတယ်ဘလူလုတ်ခဲ့တယ်ဆိုတော့ရေပိုကနေလက်ချင်းမှုလုံနေတယ်ပြီးတော့လေပိုကနေရေချင်းမှုလုံနေတယ်ပြီးတော့ရေအောက်အထက်ကနေလက်ချင်းမှုလုံနေတယ်သုံးမျိုးစလုံးကနေလက်နက်ကြီးတွေလက်ချင်းမှုလုံနေတယ် အခုလိုမျိုးစက်တက်ကဒီအကြီးစားလေးချက်မှုတွေလို့တာဘာကြောင့်လဲတော့အလုံးကလည်းသတိထားပြီးသားဖြစ်မှလေးပဲအခုမြန်မာနိုင်ငံမှာဒီဒီဇင်ဘာ28လာအဲ့တော့ရွေးကောက်ပွဲစလို့တော့မှာအဲ့ဒီရွေးကောက်ပွဲအတွက်ကလည်းစီရေရအလူအပ်တဲ့နေရာမှာစစ်တပ်ကသွားပြီးမှတိုက်ပွဲဝင်လုပ်နေတယ်ပေါ့နော်ဆိုတော့ဒီတစ်ခါဒီတရုတ်နဲ့ရုရှားရဲ့အစစ်လက်နက်အကြောင်းကိုဆွေးနွေးကြည့်အောင်ပါ ဆိုတော့ခုကဒီကပ်ပလီပင်နေပြမှာရေပေါ်လေပေါ်ရေအောက်သုံးမျိုးစလုံးကလည်းလက်နက်ကြီးတွေလေ့ကျင့်နေတယ်။နိုဝင်ဘာ10ရက်ကလည်းစနေတယ်။အခုနိုဝင်ဘာ17ရက်ဖြစ်နေတယ်။မနေ့မနေ့နိုဝင်ဘာ10ရက်နေ့စနေတယ်ပေါ့နော်။17ရက်နိုဝင်ဘာ14ထိနိုဝင်ဘာ14ထိဒီစီရလေ့ကျင့်မှုကစလို့မလို့ပြောကြတယ်။ဆိုတော့လေ့ရကြပါဗျာ။ဒီနေ့အဖြစ်ပြောရမယ်ဆိုတော့ဆိုတော့ဘာဘာထူးဆန်းတာလဲပေါ့။ ဒီလေ့ကျင့်မှုမှာစစ်ကောင်စီကအတိတ်ဝေထားတဲ့လက်နက်အကြီးစားတွေကိုစမ်းတက်နေတယ်။ဘေကနေဝေတာလဲဆိုတော့ရုရှားထံကနေဝေနေတဲ့လက်နက်အကြီးစားတွေကိုစမ်းတက်ရေလွတ်နေတယ်။ပြီးတော့တရုတ်ဖေးကနေဝေနေတဲ့လက်နက်တွေကိုစမ်းတက်ရေလွတ်နေတယ်။ရုရှားထံကနေဘေးဥစားကိုဝေတာလဲဆိုတော့ကျွန်တော်တို့ MI တာရီအိတ်တိုက်လေရင်တွေကိုရုရှားအစီကနေစစ်ကောင်စီကဝေထားပါတယ် so အဲ့ဒီတိုက်လေရ MI38 တွေကိုအခု November 10 10ရက်က24ရက်ထိစမ်းသပ်ရေလုံးမလို့ပြောကြတယ်ပေါ့အလုတ်လေးလုတ်ပြီးပြီပေါ့နော်ပြီးတော့တရုတ်ထံကနေဝင်နေတဲ့ Sitting Boring ကိုလည်းစစ်ကောင်စီကစပြီးမှစမ်းသပ်ရေလုံးနေတယ်ပြီးတော့တရုတ်ထံကနေဝင်နေတဲ့ drone တွေကိုလည်းစစ်ကောင်စီကအခုစပြီးမှစမ်းသပ်ရေလုံးနေတယ် legit ရေလုံးနေတယ်ဆိုတော့တရုတ်နဲ့ရုရှားထံကနေဝင်နေတဲ့လက်နက်ကြိယာတွေကိုစစ်ကောင်စီကစပြီးမှ စမ်းတဲ့လေချင်ရလို့နေတယ်ဒီနေရာမှာဘီတူရင်ကုန်ဝီခဲ့တာလို့ကြည့်ကြည့်အောင်ရုရှားစစ်တပ်ကဒီလေချင်မှုမှာတိုက်ရိုက်ပြီးမှတိုက်ရိုက်ပါဝင်ကုန်ဝီပင်းနေလို့ပြောကြတယ်နော်မြန်မာနိုင်ငံမှာလေရုရှားစစ်သားတွေလာပြီးမှစစ်ကောင်စီရဲ့မြန်မာစစ်တပ်ကိုပေါ့တိုက်ရိုက်ပြီးကုန်ကြီးနေလို့ပြောကြတယ်ဆိုတော့မနေ့တနေ့ကရုရှားရဲ့စစ်ဘူးကြီးတွေကိုပင်ဦးလူနဲ့ ဘတ်ထူးပေါ့ဘလို့လို့ပြင်အိုးလို့နဲ့ဘတ်ထူးစစ်စခန်းတွေမှာရက်ရက်ရက်တပတ်တစ်ခုလောက်နော်တပတ်ရက်ရက်အာရက်တပတ်တစ်ခုလောက်ကြာ ပြီးမှရောက်ခဲ့တယ်တဲ့ဆိုတော့ရောက်တာမကြာသေးဘူးပေါ့နော်ဆိုတော့သူတို့ကအခုဘတ်ထူးမှာရုရှား drone တွေကိုစမ်းတက်နေတယ်တဲ့ပြင်အိုးလို့နဲ့ဘတ်ထူးမှာရုရှားရဲ့ drone တွေကိုစမ်းတက်နေတယ်အဲ့ဒီစမ်းတက်တဲ့ချိန်မှာလေ ရုရှားရဲ့စစ်ဘူးကြီးတွေကိုမြန်မာနိုင်ငံမှာရောက်ပြီးမှဂုဏ်ကြီးပင်းနေတယ်တင်ပင်းနေတယ်ပေါ့နော်ဆိုတော့ဒါကတာမန်ပီတူတွေအတွက်သတိပေးချက်တောင်စစ်ကောင်စီကလှုပ်လာတယ်ဘယ်လိုလှုပ်လာလဲဆိုတော့ပြင်းလေပြင်းမှာ area ၄ခုပေါ့ပြင်းလေပြင်းမှာ area ၄ခု point A point B point C point D ဆိုပြီးမှပိတ်ထားပြီးမှသတိပေးချက်တွေလှုပ်ထားပါတယ် ဆိုတော့တင်မိုးများပေါ့နော်ခြေများတွေကိုအဲ့ဒီ area တွေမှာလုံးဝမဝင်ရနားလေးမဖိုက်ရအစမစစ်ကောင်စီကထုတ်ပြန်ချက်ချင်ရလို့ထားပါတယ်ဆိုတော့ပင်လေပင် area လေးခုပေါ့နော် point A B C D ဆိုပြီးမှလုတ်ထားပါတယ်ပြီးတော့လေရင်တွေအဲ area အပေါ်ပေတတောင်းခုစေရာထောင်းတောင်းတတောင်းနဲ့9000အောက်မပြန်တမ်းရအစမအစစ်ကောင်စီကချင်ရချက်လုတ်ပါတယ် နေရင်တွင်ကိုပေး15000အောင်မပြန်တမ်းရဆုမှကျင်ရချက်လို့ပါတယ်ဆိုဒီကိစ္စအဒီပေကျွန်တော်တို့ခြုံငုံပြီးကြည်နေမယ်ဆိုတော့ဒီလေ့ကျင့်မှုဟာတာမန်လေ့ကျင့်မှုထက်ပူပါတယ်တရုတ်နဲ့ရုရှားကနေအတိတ်ဝယ်ယူထားတဲ့စစ်လက်နက်အကြီးစားတွေကိုရုရှားရဲ့စစ်တပ်ရဲ့အကူအညီနဲ့စမ်းတက်နေတဲ့လှုပ်ရှားမှုတစ်ခုဖြစ်နေတယ်ဒါကတာမန်ယူယူမဟုတ်တော့ဘူးဆိုတော့ အခုနောက်ပိုင်းစစ်ကောင်စီကလည်းရှမ်းပြည်နယ်ရဲ့အပိခရစေလို့ပြီးတဲ့နောက်ပိုင်းမှာတရုတ်ရဲ့ဖြစ်အားကြောင့်ပေါ့ဗျာ။ဂျန်နဲ့တိုင်းရင်းသားနေမြေတွေမှာသွားပြီးမှပဲစစ်ရဲရပြင်းထန်မှုလာလာရှိနေတယ်။အခုဆိုတော့ရခိုင်ရခိုင်ကိုတမြို့လုံးတင်းပိုက်ဖူစုပြီးမှစစ်ကောင်စီဘက်ကလည်းဒရင်းတွေထွက်လာတယ်ပေါ့နော်။ရခိုင်တပ်မတော်ကိုအကုန်လုံးအကြီးစားနော်စစ်ရဲရစတင်တိုက်ခိုက်မယ်ဆိုမှဒရင်းထွက်လာတယ်။အဲ့ဒါကိုစစ်ကောင်စီက စီရဲအမီကို operation operation ဟာတော့ king ဆိုပြီးမှကုတ်နာမယ်ကထားပြီးမှရခိုင်ကိုတိုက်ခိုက်ပုလုပ်နေတယ်ဆိုတော့ရခိုင်ကိုဘယ်လိုပုံစံတိုက်ခိုက်မှာလဲဆိုတော့ကြီးရနဲ့တိုက်မယ်ကြီးရေလေပေါ့နော်အတုံးဖြင့်ညက်ပြီးမှတိုက်မယ်တဲ့ကြီးရေလေတုံးဖြင့်ဆိုင်ညက်တုံးဖြင့်ညက်ပြီးမှရခိုင်ကိုတိုက်မယ်တဲ့ဆိုတော့ရခိုင်ကိုတိုက်မယ် operation က operation hato king ဆိုပြီးမှနာမည်ပေးထားပါတယ် ဆိုတော့စစ်တပ်ကဘာပြောခဲ့လဲဆိုတော့သူတို့ရဲ့ရင်မှန်းချက်ကအေအေတပ်ဖွဲ့တွေကိုရခိုင်ပြည်နယ်ကနေအပီးအတိုင်းမောင်းထုတ်မယ်ဆိုမှစစ်တပ်ရဲ့ယူချက်တစ်ခုဖြစ်နေပါတယ်။ဒါကြောင့်ဒေသခံပြည်သူတွေရဲ့ဘဝပုံမှန်ပြန်ဖြစ်အောင်လုပ်မယ်ဆိုမှစစ်ကစစ်တပ်ကတော့အကြံထားပါတယ်။ဆိုတော့တာမန်ပြည်သူအတွက်ဒါကဘာကိုဆူလို့ရလဲပေါ့နော်။စစ်တပ်ကဒေသခံတွေကိုဒီလိုတတိပေးထားတာကျွန်တော်တို့ရခိုင်ပြည်သားမယ်ရခိုင်ပြည်တိုက်မယ်ရခိုင်ပြည်တပီလုံးကို စစ်တက်လက်ထရောက်တဲ့စစ်တက်လက်ထရောက်အောင်လုပ်မယ်ဆိုမှကြေညာထားတာနော်ဆိုတော့အရေးပေါ်သတိပိချက်တွေလုတ်လာတာဆိုတော့အခုလေတက်ကပိခတ်တိုက်ခိုက်မှုတွေမကြခင်ဆမယ်ဆိုမှပြောလာကြတယ်ရခိုင်ပြည်သူလူထုတွေသတိထားရမယ်အနေထားဖြစ်တယ်ပေါ့နော်ဆိုတော့အေးအေးရှိတဲ့နေရာတွေကိုစစ်ရေးစစ်ရေးပေါ့နော်အရေးပါတဲ့နေရာတွေကိုချက်ချင်းထွက်သွားကြပါဆိုမှပြောနေကြတယ်အေးအေးရှိနေတဲ့နေရာတွေ ရှိရမှာအရေးပါတဲ့နေရာတွေကိုချက်ချင်းဖတ်သွားကြပါဆိုမှတတိရင်ပေးထားပါတယ်။စစ်မေပြင်းအနေမှာပေါ့အနေရင်တော့အန်ဒရီရှိနိုင်တယ်အသက်အန်ဒရီရှိနိုင်တယ်ဆိုတော့ပြောကြတယ်။ဆိုတော့ပီတူလူထုအနေနဲ့ဒီကိစ္စကိုတော်တော်လေးတော့စိုးရင်ဆရာလေးကောင်းတယ်တတိလေးထားရမယ့်အချက်တွေရှိနေတယ်ပေါ့နော်။တော့ဒီစစ်စင်ရဲ့အဓိအဓိပေကဒီရခိုင်ပြည်နယ်တစ်ခုလုံးကိုလုံးတဲ့အစီမိုင်ဂိမ်းအစီမိုင်ဂိမ်းချက်ကြီးတစ်ခုဖြစ်နေတယ်ပေါ့နော်။အော်ဒါက စခန်းတင်ပွေမဟုတ်ဘူးမြို့တင်ပွေမဟုတ်ဘူးရခိုင်ပြည်နယ်တပြည်နယ်လုံးကိုစစ်တပ်ကသူတို့ရဲ့အဓိကအစစ်အစင်ရဲ့တစ်ခုအဖြစ်သတ်မှတ်ထားတယ်။နောက်ဆုံးမှာတော့ဒီလိုမျိုးလုပ်မယ်ဆိုတော့တိုက်ပွဲကကြီးကြီးခမ်းနားတဲ့တိုက်ပွဲကြီးတွေဖြစ်လာတာချေရှိတယ်။ဟောဒါမြန်မာနိုင်ငံမှာစစ်ကောင်စီကအခုလိုမျိုးရခိုင်ပြည်နယ်အပိခရစေလို့ပြည်နောက်ပိုင်းမှာခြောက်သွားတာကကျွန်တော်တို့ချင်းရင်ရခိုင်ရင်စစ်ကောင်စီကခြောက်ပွက်လာလာရှိတယ် အခုချင်းပြည်နယ်မှာလဲရှစ်ကောင်စီထောင်နဲ့ချီပြီးမှတိုက်ပွဲဝင်နေကြတယ်တောင်းနေကြတယ်တဖက်မှာလဲ KIA နဲ့ရှစ်ကောင်စီကအပိခရစေးရလုံမယ်လို့တရင်တွေထွက်လာတယ်ဒါပေမဲ့ KIA ရဲ့ဘူချုပ်ချင်းနိုနိုနိုဘူဘောတော့ဒါကမမှန်ပါဘူးတဲ့ကျွန်တော်တို့ရှစ်ကောင်စီနဲ့အပိခရစေးလုံမယ်ဆိုတာလုံးဝမမှန်တဲ့တရင်တွေပါဆိုမှ KIA ဘက်ကတော့ရှင်းနေချက်တွေလုံလာပါတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ TIA နဲ့စစ်ကောင်စီကြားကပဒီအပိကရစီလို့မယ်ဆိုတာကောလာဟာလာပါမမှန်ကန်တဲ့သတင်းတွေပါဆိုတော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘောရာတို့ရေစစ်ကောင်စီဖက်ကတော့သူတို့ကလောဝအင်းတွေအားတွေစုပြီးမှစီရေရတောင်းချမ်းဖို့အလားလာရှိပါတယ်တရုတ်ရဲ့ဖိအားတွေကြောင့်ရှမ်ပီနေရတိုက်ပွဲကြီးကိုရတ်တက်သွားပြီဆိုတော့တေချာရာကတော့မန်လီတိုင်းတို့စကိုင်းတိုင်းတို့မကွေးတိုင်းတို့ဟိုပြီးတော့ ဒီရခိုင်တို့ချင်းပြည်နယ်တို့ကတော့တိုက်ပွဲကပြင်းထန်လာဖို့ရှိပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆိုတာကလည်း2025 November December လာမှာအခုဆိုတော့အမှုပညာရှင်တွေတော့မှအာတကုံးနော်ဒီဒီရွေးကောက်ပွဲမှာအရေးပါဖို့ရတဲ့နှူးဆိုခိုင်းကြတယ်ပေါ့ဆိုတော့သူတို့ကတက်နိုင်တလောက်အတက်နိုင်ဆုံးပေါ့အစီရေအရာပဲဖြစ်ဖြစ်ဘယ်လိုမျိုးပုံစံပဲဖြစ်ဖြစ်သူတို့ကလုံမှာပဲအဲ့ဒါကြောင့် စီရရကလည်းဒီမှာမှုရှိလာတယ်ရွေးကောက်ပွဲတွေကလည်းနီးကပ်လာပြီဆိုတော့အဲ့ဒီရွေးကောက်ပွဲတွေကလည်းအောင်အောင်မင်းမင်းလှုပ်ချင်လာတယ်ဆိုတော့စီရရတွေလည်းလှုပ်လာတယ်ဆိုတော့ကျွန်တော်တို့အားလုံးကဒီကိစ္စကိုသတိထားရမယ့်အနေအထားဖြစ်နေတယ်ပေါ့နော်ကဲဒါကတော့စစ်ကောင်စီကဝေချားတဲ့တရုတ်လက်နက်ရုရှားလက်နက်စမ်းသတ်တဲ့အကြောင်းရင်းရခိုင်ပြည်နယ်တပီနီလုံးတပီနီလုံးကိုတိုက်ခိုက်မဲ့အကြောင်းတွေကိုလူရင်းတူရှင်လေးနဲ့ကျွန်တော်ကချပြပြောချင်သွားလို့ပါဆိုတော့ဘော်ရာတို့အနေနဲ့မြန်မာနိုင်ငံအကြောင်းစိတ်ဝင်စားနေပြီဆိုတော့ အော်စကွိုင်းလေးလို့ကြည့်ရအောင်ပါတယောက်နဲ့တယောက်မစေးပဲနဲ့ပေါ့နော်မစေးဆရာမလို့ဘူးရိုင်းဆရာမလို့ဘူးကျွန်တော်တို့အမြင်လေးတွေကိုဆွေးနွေးလို့ရပါတယ်အဲ့တော့ညီလေးစကားတွေညီလေးစကားတွေအတော်ပီလာပြီးတော့နောက်ထောင်ကအော်ဟုတ်လားဂျေစုဂျေစုပဲနော်ရန်ဂျေစုတင်ပါတယ်ပေါ့ဟုတ်တယ်ကျွန်တော်မြန်မာစကားတော်တော်လေးအာတူတက်လာတယ်လို့ပြောနေကြတယ်ပေါ့နော်အရန်ဂျေစုတင်ပါတယ်ကျွန်တော်လည်းနေ့တိုင်းလူလူမြန်မာစကားတွေကိုဒီတက်ပီယံပူနာလေးဖုလွေအောင်ကျူစားနေစေပါပေါ့နော် အရန်နားလေအရန်ကျေးဇူးတင်ပါတယ်ခုလိုမျိုးအာကျွန်တော်ရဲ့အတူတက်မှုလေးတွေကိုဖြစ်လာတယ်ဆိုတော့ခင်ဗျားတို့ရဲ့အားပေးအားပေးမှုတွေကြောင့်ပါပေါ့နော်ဆိုတော့မွတ်စလင်ကိုစစ်ကောင်စီကလက်နက်တွေပေးထားတာလည်းရှိတယ်တဲ့ဒီဟွာရိုဟင်ဂျာရိုဟင်ဂျာလက်နက်ကန်တွေလားဟုတ်တယ်ပေါ့နော်အော်စိတ်ဝင်စားတယ်တဲ့ဂျူးရဲတဲ့အမေရန်နဲ့အချင်းအချင်းတိုင်းမျိုးနေတယ်တဲ့အချင်းမီအလောက်ကြီးပြန်ရတာလည်းအမောပဲတဲ့ကျွန်တော်တို့အတိုင်းပြည်လေးတဘာဝအာ တာယာဝပါစေဆုတောင်းပါတယ်တဲ့ဂျေဆုတင်ပါတယ်ဗောနော်ဆိုတော့အမေရိကကအရင်ကထက်စစ်လက်နက်တွေအများထုတ်လုပ်မယ်လို့ပြောတယ်ဘူခိုင်ပြီးမှ ပြောပေးပါလားဒီနောက်မှပြောပေးပေးမယ်ဒီကိစ္စကတော့မြန်မာနိုင်ငံရဲ့အကြောင်းတိတက်ပြီးမှအာယူဆိုင်နေတဲ့ခြံစားလေးတစ်ခုဖြစ်တယ်ဆိုတော့ဗောနော်စစ်ကောင်စီရဲ့ရုပ်မာမှုကိုလိုနိုင်ငံအတီးတီးကလက်ပိုက်ကြည့်နေတာစိတ်မကောင်းဘူးတဲ့ ကဲဘောရိုးရေအဲ့လိုပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းနဲ့တော့ဒီလောက်နဲ့ပဲအဆုံးသက်ပြရစေဒီ channel လေးကမြန်မာနိုင်ငံအကြောင်းတိတက်ပြုံးနေတဲ့ channel လေးတစ်ခုပါစိတ်ဝင်စားတယ်ဆိုတော့ subscribe လုပ်ပေးချင်အပ်အပေးလို့ရပါတယ် I'll see you guys soon